တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာတော့ဆိုအညာနာနားမလဲတာဟာတစ်ခုမသိဘူးဘယ်လိုကိုးဝယ်ရမလဲဆိုတာမသိဘူးဟောတန်တရဟုံမဟုတ်ကလားဖះဆိုတာဟုံမဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုးခွဲတာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးခွဲတာ ဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိမ့်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ဖြစ်ဆုံးရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်တယ်လားမပြတ်ဘူးလားနတ်ရှိခိုးရင်ရောတရဏဂုံပြတ်တယ်လားမပြတ်ဘူး ော့ရှစ်ခိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှစ်ခိုးတာလားသို့မဟုတ်ကြောက်လို့ရှစ်ခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမျက်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှစ်ခိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှစ်ခိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှစ်ခိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နေရှစ်ခိုးမယ် အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့အပြစ်လဲရှိတယ်လို့ဒီလိုဆိုတယ်ဟောအဲတရဏဂုံကဘယ်ချိန်မှာပြတ်တတ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်နေတရဏဂုံတော့စောက်တိထားတယ်အသက်ရှိတယ် သို့သောသေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါအဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှမရှိဘူးတရဏဂမနာဆိုတဲ့စိတ်တုပ္ပမရှိတော့မရှိသည့်အတွက်ကြောင့်သေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်နေတင်နေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုတော့ သို့သောတေတဲ့အပေါ်မှာလူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏဂုံဟာသူတေသွားရင်ပြတ်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူး သူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ကြံရင်တဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်ငါးပါးသီလခံယူတယ်ပြီးတဲ့အခါအမြတမ်းပေးဝေတယ်ဒါပဲဖြစ်ရအောင်အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်အဲသေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောရအောင်အပြစ်မရှိတဲ့အကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာက ပြစ်မရှိသည့်အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ခொနာမကောင်းကျိုးကိုပေးနိုင်တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်ဒီလိုပြောရဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียရလေးတရဏဂုံပြက်မပြက်